အဲ့ဒီလိုနဲ့ဒေါခင်ကြီးကိုတာဝန်နဲ့အလီလီထမ်းဆောင်ခိုင်းနေတာပေါ့နော်အဲ့ဒီမှာဥနုဥဆောင်တဲ့ပြည်တော်စုပါတီအတွက်စီယုံရင်မှုတာဝန်တွေကို PPCC ဆောင်ရွက်တဲ့နော်တာဝန်ပေါ့နော်တမတ်တစ်ချက်တာဝန်စီယုံရေးတာဝန်တစ်ချက်ရတယ်လို့နောက်တကဘိုလ်ချုပ်တေလို့ခေါ်ယူဆောက်ရှောက်ထားတဲ့နှစ်ချက်ပေါ့နော်အဲ့တော့ကလားမဲရဖို့ white gas ဆိုတဲ့ဇလန်းကိုနော်စတင်ခဲ့တာငပိန်းနေရဘူမတိကိုမတိနဲ့ဥနေဝင်းကြီးလောက်တာဥတန်းရွှေကြီးလောက်တာကလာခိုးသွင်းနေနော်စသဖြင့်ပြောကြတာတကယ်တော့နော် white gas ကဒေါ်ခင်ကြီးလှုပ်ဆောင်ပေးခဲ့တာအဲ့မှာ ကချင်အမတ်စမားတူဟာဇင်ဝါနောင်ဆိုတာအဲ့ဒီချိန်ကရှိတယ်ဗျမြကြီးနာကိုစလဲပင်လုံးစာချုပ်ချုပ်တော့လဲပါတယ်နော်အဲ့ဒီမှာနိုင်ငံရေးသမားတွေကမေးတာပေါ့ကချင်မဲ့စဝါတူဟာဇင်ဝါနောင်ကဒေါခင်ကြီးအိမ်ကနေမပြန်ပေကန့်နေတော့နိုင်ငံရေးသမားတွေကမေးတာပေါ့အဲ့မှာမောင်လေးနဲ့မမဇလန်း နော်တခန့်ရက်တော့တာပဲနော်အဲ့တော့ဦးနုအစိုးရကဒေါခင်ကြီးကို1960ပြည့်နှစ်မေလ9ရက်နေ့မှာအိန္ဒိယနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ကြီးအဖြစ်ခန့်အပ်ခဲ့တယ်ဇွန်လမှာညီဘောဆိုင်ရာမြန်မာတန်အမတ်ကြီးပြီးပူရဲပေးခဲ့တယ်အူနုနဲ့ဆေဝါနောင်နဲ့ဘာဖြစ်လဲအညာသားအောင်ဆန်းမြန်မာပြည်စီယုတ်ရေးဆင်းနေတဲ့ကာလ၈လကြာမြင့်ခဲ့တယ်။အောင်ဆန်းခင်ကြီးနဲ့အိမ်မှာပြန်တွေ့ခြင်းတဲ့ နော်အောင်ဆန်းနဲ့ခင်ကြီးနဲ့အိမ်မှာပြန်တွေ့တယ်မှာခင်ကြီးမှာဘယ်ကောင်နဲ့ရမှန်းမသိတဲ့ကိုဝန်ကနှစ်လရှိနေပြီနော်ခြံကုံနဲ့ကိစ္စကြီးကပြဿနာတားတဲ့ခါကျတော့ဒီအညာသားအောင်ဆန်းခင်ကြီးရဲ့ပေါင်ကိုဓာတ်နဲ့ထိုးအဲ့ဒီမှာအောင်ဆန်းရဲ့အကိုဥပဝေရနေပြီးတော့ဒီပြဿနာရဲ့အရင်းမြစ်ကိုအရှိတ်ရမှာဆိုးလို့နော်တက်နိုင်တယ်များဖုံးကွယ်ပြီးလုတ်ခဲ့တာပေါ့ နော်ဒါပေမဲ့လည်းပဲရှေးလူကြီးတွေအကျင့်အတိုင်းပဲကျတို့ကမှတ်မှတ်တမ်းမှတ်ရလေးလေးရေးသွားတဲ့ခါကျတော့အခုလို့ကျွန်တော်တို့ကပြန်လဲကြားရောက်ပြီးတော့ပြန်လဲတွေ့ရပြီးတော့ပြန်လဲဖော်ထုတ်ရခြင်းဖြစ်ပါတယ်ဒါဆိုရင်အညာသားအောင်စန်းနဲ့ချန်ခုံသားနဲ့ဒေါခင်ကြီးဒေါခင်ကြီးကဘသူနဲ့ချန်ခုံတာလဲနော်ကချင်အမတ်စမားတူဝါဆင်ဝါတော်နဲ့ချန်ခုံတာဖြစ်ပါတယ်